နှင်းလွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးတော်ဝေမင်းနဲ့ဩဂတ်မှာအရင်လေတွေတိုက်ရင်အရင်ပန်းနေပဲပွင့်ကြအောင်ပါပါလိုအပ်ရင်ပန်းအစ်စ်တွေလဲပေးဖို့ဘယ်အပင်ကိုမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြေဝလွမ်းခွင့်ရတာဟာလေလူဖြစ်ကျိုးနဲ့မှုအခက်အခဲတစ်ခုပါကွယ် ခင်ဖုံးတော့ဝေးကြားလိုက်လာတော့မသိဘူးတချို့ဆိုဒိုးရှိုးပေါကြီးကို ပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချို့ဤဘူးကွန်လေးကိုပိတ်ကံပြစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ဖို့တွေဖတ်မယ်တတ်တည်ရှိခြင်းအောင်ဆောင်ပြီးစပရာကို ဖူးကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာကအစရှမ်းကုန်မီဝိုင်းကကျင်းဝက်ဆိုင်ရာပြဿနာတွေအထိလွယ်ရပါတယ်ဒေါသရောအတရောကြီးတဲ့ကောင်းတွေမျိုးတုံးသွားဖို့အရေးထိလွယ်ကောင်းလွဲနေနိုင်ပါတယ်စိုးရင်ထိတ်လန့်နေတဲ့အစွမ်းစအမျိုးမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်စင်ကျင်တုံတရားကိုချရည်ဖို့ပို့စကယ်လီတစ်ခုရှာရတာ လွယ်ပါလိမ့်မယ်။အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။စပယ်ဖြူတုံးကောင်မခင်ဖုံးတော့ဝေရဲ့ဖဲစိတ်လဲလို့ပေါ်လာပြန်နေခက်တဲ့ခင်ဖုံးတော့ဝေရဲ့တိတ်ခက်တယ်။နေထွက်ဆမှာတွန်နေတဲ့နှဲ့နှုတ်တီးရဲ့အရေးလေးနေလေကင်းတိုးတိုးဝင်သွားသလိုပါပဲဗုဒ္ဓဟူးညဆို အိမ်မက်တွေမကောင်းဘူးသိခက်တယ်လမ်းကြုံရင်ကိုသဘောနဲ့ကိုအရှုံးပေးလိုက်ခြင်း ਨੇ တောင်ကုန်းလေးတောင်မှမြက်တွေစိမ့်မှုစောင်းရသေးတာပဲလေရေကမ်းမှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်ထိုက်တန်တန်နားလေပါတယ်ခင်ဖုံးတက်ဝီတရင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီး တရွေ့ရွေ့ကြောက်တုံးတွေရဲ့အားကိုယုံကြည်မှုမျိုးနဲ့ရှိတိုးလာခဲ့ရပါတယ်။မုံမရတဲ့ဝါစုကိုဘလို့အမည်မျိုးပြောင်းလဲမဲ့ခေါ်ချင်ပါတည်းခင်ဖုံးတဝီဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်။အစည်းအဝေးတခြားမရှိတဲ့ရေမျောအိမ်လေးတွေတိဘက်တောင်နိုင်ငံကနန်းတော်ဟောင်းလေးစသဖြင့် ကျောင်းတွင်ဥယျင်မြင်းလူကျောင်းနှင့်ကန်ဒီကံဝေတနေတကြီးမှလေပြေလေညင်းတွင်ဂုံတီရှိအလန်တိုင်းတက်ဦးနှင့်တီးမုတ်ချီတက်လာသူတွင်အားလုံးကို မျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာသာခင်ဖုံးတော်ဝေဖြည့်ပါ ပုံမြင်မစခင် ပုံမြင်လေးထဲမှာကောင်းငင်ဘာအယောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်ကမမေ့သေးဘူးဆိုတာကို့ပါသား ယုံကြည်လိုက်ပါမယ်ဒီနေရာကစွန်စားကန်းတွေအဆုံးသတ်ရမယ့်နေရာမဟုတ်ပါဘူးစိုးကောင်းယုံတခြင်းတစ်ပုတ်ရဲ့ချိုးပိုက်နေရာကိုကက်ကက်လာနေုံမျှပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ကြိုးဖြူဖြူလေးထက်ကြက်မကွာခြီလျက်နှောင်လျက်ပွားသွားတာပါပဲတန်ရောစင်ရဲ့တိကျလက္ခဏာရဲ့တစ်ခုပါ ခေဖုံးတော့ဝီရေခွင်းလွန်နိုင်ရင်ကြည်အေးစေခြင်းနဲ့ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအာကိုအဖို့ပြုနေရတယ်သူစင်ရဲတို့ရဲ့တက်ကွင်းခင်းညံ300တီကျွန်တော်အလုပ်စင်းမှာတော့နှုတ်မရပယ်မရအစာထိုးမရခင်ဖုံးတော့ဝီစိတ်တစားတချို့ဒီလေးလို့ ပန်းချိုပွင့်လေးလိုအလိုမကျတာတောင်းပြန်မပြင်းရဘူးကဲကြည်စမ်းတန်းတက်